ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ new tree ဆိုအကျိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့စိုင်းဆန်ရွှေဦးတောင်ရေးသားထားတဲ့ဩစာ၃စီအမှုဆိုတဲ့ဥဆန်ချောင်းထူတို့ရဲ့စက်သိမ်းပိုင်းကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာဩစာ၃စီအမှုစက်သိမ်းပိုင်း tweet a dot 29လျော်မှုပါရုပ်ရှင်းချင်းမရှိပဲပြင်းထန်စွာတိုက်ခိုက်ရွာသွန်းလျက်ရှိတော်လဲ ကျွန်တော်တို့မှာအမှုတွင်စိတ်ဝင်စားနေသောကြောင့်လုံးဝသတိမမှုမိကြပေ။မောင်ကံကောင်းပြန်ပြီးပြုသည့်အခါမှလေးနေမှုကိုတတိယကြပါတော့သည်။မောင်ကံကောင်းသည်ချွတ်ထားသောမိုးကအင်ကြီးကိုပြန်ဝတ်ခါအုတ်ထုတ်ဆောင်း၍ ဖဲထီးနဲ့ဆင်းသွားတော့ခါလေးစီမိုးကြီးတဲ့နဲ့သွားရမည်ခီလန်တာကိုစဉ်းစားမိတဲ့နဲ့ဂယုနာတက်မိပါတော့သည်မန်ကောင်မောင်ကန်ကောင်ပြောပြသည့်ထူးဆန်းသောအဖြစ်ပြက်များမှာမိုးထဲလေထဲမှပါလာ၍မိုးလေနဲ့အတူလွန့်ဆင်သွားသည့်အလားရှိစေချင်ပါတော့သည်မန်ကောင်မောင်ကန်ကောင်းဆင်းသွားသည့်နောက်ဥဆန်ရှာဤလက်ဝဲဘက်လက်ချောင်းကလေးများသည့်လက်ရာဘက်လက်ချောင်းကလေးများနှင့်ထိတ်ချင်းထိခါ ဥကောင်းငိုက်ဆိုင်နဲ့ထိုင်တဲ့အတန်ကြာအောင်စဉ်စားစိတ်ကူးနေသည်ထို့နောက်မှဆေးထံကိုဆေးထက်က တဖွာဖွာဖွာနဲ့အထက်သို့တက်ပြေးသောမိကူးများကိုစိုက်နေရင်မေးစိတ်ကိုမကြာခဏပုတ်တက်နေပြန်တော့သည် နောက်ဆုံးတွင်မှ ပြာကိုခောက်ချလျက်ဥဆန်ချာကကျုပ်တို့စီရောက်လာတဲ့အမှုတွေထဲမှာတနည်းတပုံထူးဆန်းတဲ့အမှုတစ်ခုပဲပြုတ်နော်ကိုသိမ့်မဟုတ်တာပေါ့ဗျာ မောင်ကန်ကောင်းရဲ့အဖြစ်အားဟိုးအညာမောင်မိုက်ကြီးမှာရကတဲ့ရိုးပေါ်ရှောက်ရတယ်လို့ဘယ်နေရာမှာမွေပေါက်လိုက်လိမလဲလို့ခြေထောက်ချတိုင်းတယွန့်ယွန့်ဖြစ်ရပုံနဲ့ဒုဒ္ဒတပြားဟုတ်ပြီဗျခမည်းပြောလိုက်တော့မှတောင်သူတသမားတွေရဲ့အလုဟာအသက်ဆန်ပြလောက်ရတဲ့အလိုမျိုးဖြစ်ချောင်းချုပ်သဘောပေါက်လာပါတယ်ဗျဟုတ်တယ်ကိုစံရှားကြီးကျွန်တော်ပြောတဲ့အတိုင်းပါပဲရှူပုံနယ်များမှာညတိုင်းလေကိုကြီးတွင်းလို့ကတဲ့မှာပိုးထိခံရတာတွေ ကောက်ဆက်ရင်ပိုးထိတာတွေတစ်နှစ်တစ်နှစ်မနေဘူးဗျဟုတ်ရလားဒီလိုဆိုရင်ရင်မက်ကိုမြေကရုတ်လောက်ပြီးတိုင်းပြည်ကိုကာကွယ်ရတယ်ဆိုတဲ့စစ်သားများကလည်းတမျိုးကျုပ်တို့အတွက်ထမင်းရအောင်ကျွဲနွားနဲ့အတူရှင်နယ်ဘွယ်တဲ့ဆင်းထုတ်ကြရတဲ့လေသမားများရဲ့ကြီးစုကလည်းတမျိုးပြီပေါ့ဒါတဲ့မောင်ကန်ကောင်းအတွက်စွန့်ရတယ်ဆိုတဲ့အနေဟာဘယ်စီကလာမဲ့အနေလဲလို့ခင်ဗျားစဉ်းစားမိသလားကျွန်တော်ကောင်းကောင်းသဘောမပေါက်ဘူးဗျာကိုဆန်ရှာရ S3 လုံးရဲ့အထိပ္ပယ်ကဘလို့လဲဗျ။ဘာကြောင့်သူတို့အဆင်အရွယ်တွေကို လိုက်ပြီးဒုက္ခပေးနေရလဲ။ဒီလိုကိုသိမောင်းရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအထူးကျွမ်းကျင်တဲ့ကမ္ဘာကျော်လောကတက်ဆရာကြီးကုဘီယာဟာအယုတ္တဆက်ကိုကြည့်ခြင်းအပြင်တရဝတကောင်လုံးရဲ့ပုံတံကိုမန်ကန်အောင်တွေးဆနိုင်တယ်လို့ကျုပ်တို့လိုညံသမားများဟာလည်းအဖြစ်ပြက်တစ်ခုကိုတွေ့လိုက်ရရင်ဘာကြောင့်ဒီလိုဖြစ်လာရလဲရှစ်ဆက်ပြီးဘလို့ဖြစ်နိုင်သေးတဲ့စသဖြင့်မျောခေါ်တွေးဆတတ်ရတယ်။ဒါကြောင့် တချို့ပညာရှင်များဟာဖြစ်ပွားတဲ့နေရာကိုကိုယ်တိုင်သွားနားမျက်စိစတဲ့ဒရယာဘောက်တွေနဲ့ကြည့်ရှုခြင်း နားထောင်ခြင်းမပြုဘဲသူ့အိမ်မှာကလေးတိုင်းပေါ်ထားရင်ရှင်းနေနိုင်ကြတယ်။သို့တော့ထိုကဲ့သို့မြို့ခေါ်တွေးစားတဲ့ပညာရှင်ဟာသူ့စီမရောက်လာတဲ့အဖြစ်အပျက်အချင်းရများအပေါ်ကမင်္ဂန်နဲ့ကောင်းလို့ချက်ထုတ်နိုင်ဖို့ကလည်းအကြအမြင်ဘူးသူတ္တအလုံများမှာဖြစ်နိုင်တယ်။လူသက်တန်ကလေးဟာ80 80လောက်ဆိုတော့ ဘဟုတုတ္တစီပုဖို့အချိန်တိုးတောင်းလို့တော့ဘသူမှဘဟုတုတ္တဆုံလာတယ်လို့တော့မဟုတ်ဘူးပေါ့တို့တော့ကို့အလုပ်အတွက်အသုံးဝင်တဲ့ဘဟုတုတ္တမျိုးကိုမစီးဘူးလို့မဖြစ်ဘူးဗျဒီပြင်လူတွေနဲ့ကျုံနဲ့ချားထားတာကဒီအချက်ပဲတချို့ကတော့ဘဟုတုတ္တဆိုပြီးတွေ့ကြရရှစ်တောင်းနေရှောက်မှတ်တော့တာပဲကျုပ်ကဒီလိုမဟုတ်ဘူးကို့အလုပ်နဲ့မဆိုင်တာတွေဖယ်ထားပြီးတက်ဆိုင်တယ်ဆိုရင်ခြေခါဥမခြေခါဥမဥမမကျန်စစ်လျှောက်မှတ်သားလေးရှိတယ် မင်္ဂလာပါတယ်ကိုဆန်ရှာဒါကြောင့်ခမရနဲ့တွေ့ဆာတော့ကခမရအကြောင်းကျွန်တော်ရေးရေးရမှာနိုင်ငံရေးရတို့ကပ္ပရေးတို့ဖလော်ဆိုဘီတို့အကြောင်းတွေကိုဘူးမဆိုင်တော့လဲဖနက်မှာကတ်တဲ့ရှုပ်အကြောင်းဆက်လိပ်ပြားမျိုးမျိုးအကြောင်းရေစဝိမှုများအကြောင်းကိုတော့ခမရပြောတယ်လို့ဥမချေကားမကြံနားလေတယ်လို့ကျွန်တော်ရေးခဲ့ပူတယ်မဟုတ်လားဟုတ်တယ်ကိုသိမ်းပါတော်တော်တခုတော့ရှိတယ်လူတယောက်ကသူ့ဥကောင်းထဲမှာကြုံတွေ့သမျှအကြောင်းချင်းရာတွေကိုအားလုံးကိုအမတ်အသားပြုမထားနိုင်ဘူးဗျ ချက်ချင်းလက်ငင်းကောက်ခါငင်းက300အောင်အထူးအရေးကြီးတာတွေတောက်တာဥကောင်းထဲမှာတာပြီးကျန်တာတွေတော့လိုရမရ300အောင်စက်တီကန်နဲ့တွတ်ထားတယ်ဗျစက်တီကန်ဆိုတာကဘုံကြီးချောင်းသုံးစကားပေါ့ဗျာဒိုလီမူလီပြစ်စီထားတာပေါ့ကျုပ်ဖို့ကတော့မဆုမတန်းလို့ဆူလို့ပါတယ်ဟောဟိုပြူတဲကကျုပ်လက်ရင်နဲ့ကူးမှတ်ထားတဲ့တရေဘုံနဲ့စာအုပ်နားလိုက်စမ်းဗျမယုံမသိကျွန်တော်ကစာအုပ်ကိုယူပြီးဥဆန်ရှားသည် လိုအပ်သောစာအုပ်ဟုတ်မဟုတ်ကိုကြည့်ုံများကြည့်ကနဘေး၌ခြားထားပြီးဆက်လက်ပြောလေသည်။တိုင်ဖြစ်ပြပုံအချင်းရာကိုရှေးဥစွာကြည့်ပြီးကောင်းလုပ်ချက်ထုတ်ကြဆိုဗျာ။ဗြိတိရှားအစိုးရကသူ့ကိုမြန်မာပြည်ပြန်ပို့လိုက်တဲ့ဆိုကြတဲ့ကသူဟာကလဲပြီးမှအစိုးရမချေနှက်တဲ့အလုံမျိုးတစ်ခုခုလုပ်နေတယ်ဆိုတာသိကြတယ်။သူလုပ်တဲ့အလုပ်ကရှင်းရှင်းလင်းလင်းပြက်ပြက်တတ်တာမဟုတ်ဘူး။ရှုပ်ရှုပ်ထွေထွေကောက်တီးကောက်ွေဖြစ်ဟန်တူရဲ့ဒီလိုသောအလုံမျိုးဟာရန်သူရှိတဲ့ ဒါဓမ္မတာပဲဗျ။အဲ့ရန်သူကအစိုးရဖြစ်မလားလုပ်ဖို့ကိုင်းပဲအချင်းချင်းဖြစ်မလားတခုခုတော့တခုပဲ။အစိုးရတွေကလွတ်ဝက်တဲ့အမှုတော်ထမ်းအမှုထမ်းဌာန secret service ဖွင့်ထားပြီးသူတို့တိုင်းပြည်ကြီးအချင်းချင်းကိုမင်းကိုချင်းနိုင်ငံအချင်းချင်းလွတ်ဝက်သောဌာနအမှုထမ်းအချင်းချင်းလွတ်ဝက်စွာတုတ်တင်တတ်တယ်လို့ကြားရဘူးပေမဲ့မကြရင်ထောင်ချခြင်းချပြည်နေတဲ့ပြည်ရှင်ပြီးနိုင်တဲ့လက်အောက်ခံတိုင်းပြည်သားတရားကိုတော့လွတ်ဝက်တဲ့အနေနဲ့တုတ်တင်တယ်လို့မကြားဘူး ဒါကြောင့်ဥတာဝကိုညံ့ညိုထားသူရှိခဲ့ရင်အစိုးရမဟုတ်နိုင်ဘူးလက်အောက်ခံတိုင်းပြည်သားချင်းသာဖြစ်ရမယ်လို့ကြုံယူစားတယ်။ဟုတ်တော့ပါတယ်ကိုဆက်ရှာရ။ပြီးတော့သူတို့စီပို့တဲ့စာရီမှာပါတဲ့စာလိုက်တဲ့တစိုက်တွေကိုခင်ဗျာအမတ်ပြုတ်လိုက်မိသေးလား။မမှီပါနဲ့ကိုဆက်ရှာ။ဥတာဝဆိုတဲ့စာအိမ်မှာပုံပိုင်မျိုးအမတ်တစိုက်တဲ့ဥတာလာရတဲ့တစာအိမ်မှာတော့ကလက်ကတာမျိုးအမတ်တစိုက်တဲ့နောက်ဆုံးမောင်းကန်ကောင်းရတဲ့စာအိမ်မှာတော့ ရန်ကုန်အမှတ်တစိပါတယ်ဟုတ်ပြီဟုတ်ပြီကိုသိမ်းပါဒီတော့ကဒီမြို့တွေနဲ့ပတ်သက်လို့ခင်ဗျားဘယ်လိုစဉ်းစားမိသလဲဘုံပန်ရောကလကတာရောရန်ကုန်ရောပင်လယ်စိတ်ကဲမြို့တွေကြီးဖြစ်တယ်ဒီတော့ဘယ်လိုလဲဒီတော့ဒီစာတွေထက်တဲ့လူဟာပင်လယ်ကူးသင်းမောပေါ်မှာလိုက်ပါနေပြီးသူသင်းမောစိုက်ကတ်တဲ့စိတ်ကံမှာစာများကိုထက်တယ်လို့တွေးဆစရာရှိတဲ့ကိုစင်ရှာဟုတ်တယ်ကိုသိမ်းပါတော်ပါတယ်ဗျာ ကျုပ်ကဒီလောက်ထိအောင်ခမရအတွေးခေါ်တော်သေးတယ်လို့မထင်မိဘူးဗျဟုတ်ပါပြီဗျကောင်းပြီပင်လေကူးသင်မောတစင်းစင်းပေါ်ကစာရီထက်တယ်ဆိုတဲ့အချက်ကိုအတည်ပြုပြီးစဉ်းစားချစို့ဘုံပိုင်ကနေပြီးဥသာဝစီထက်လိုက်တဲ့စာတုံးကတော့စာရောက်ပြီးဒလတတိအချာမှာဥသာဝသိတယ်ကလကတာကနေပြီးဥတလာစီထက်လိုက်တဲ့စာတုံးကတော့စာရောက်ပြီး9ရက်လောက်အချာမှာဥတလာသိတယ်ဒီဟာကဘယ်လိုအသေးပဲထင်တယ်ဘုံပိုင်မြို့ကကလကတာမြို့ထဲဝေးလို့နေမှာပေါ့ကိုစင်ရှာ မြို့ဝေးတလောက်စားရလဲဝေးဝေးလာရတယ်မဟုတ်လားဗျဘယ်နဲ့ကြောင့်မြို့ဝေးတာနဲ့လောက်ကျန်တာနောက်ကြာမလဲဒါတော့ကျွန်တော်နားမလည်ဘူးဗျဒီလိုဗျကိုသိမ်းမောင်ရလောက်ကျန်တဲ့လူများကနေတဲ့နီးနဲ့ခီးသွားတယ်စာရီကတော့မြန်တဲ့နီးနဲ့ခီးသွားတယ်ဒီလိုပဲဖြစ်ရလိမ့်မယ်ကျုပ်တွေကတော့စာရီယာထုံးစံအတိုင်းစားဖို့မီတင်မောနဲ့ပါလာပြီလောက်ကျန်တဲ့လူတွေကတော့ရွက်တင်မောနဲ့နောက်ကလိုက်လာချင်တူတယ်ဒါကြောင့်ခီးဝေးတဲ့ပုံပိုင်းမြို့တုံးကတော့တလားတိတိပြက်ကျန်ရင်ပြီး နီးတဲ့ကလက်ကတားကြတော့ခုနှစ်ရက်ထဲနဲ့ရောက်လာကြချင်းဖြစ်ရမယ်လို့ယူဆရပြ။အော်ဟုတ်ပြီမျိုးစာတွေကိုစာတိုင်းမှာထက်ပြီးတတိပေးနေတယ်။သူတို့ကနောက်တရက်သင်းမောနဲ့ဖြစ်ပြလိုက်လာကြတယ်။ဒါကြောင့်မို့နီးရင်နီးသလားရက်ကတ်တယ်။ဝေးရင်ဝေးသလားရက်ချတယ်။ဟုတ်တယ်မလား။ကိုစံရှာကျွန်တော်သဘောကျပြီ။ဒီလိုပဲဖြစ်ရမယ်။ဟလိုဒီတိုင်းမရင်တော့မောင်ကန်ကောင်းတယ်ကျွန်တော်စိုးရင်နေပြ။သူရတဲ့စာကရန်ကုန်အမတ်တစိပါလီတော့ ရန်ကုန်မြို့ပေါ်ကနေပြီးထက်ချင်းဖြစ်တာမို့လို့လှုပ်ကြံတဲ့လူတွေလက်မြန်လက်မြန်ထင်နေဗျဟုတ်တယ်ကိုသိမ်းမောင်ကျုပ်လည်းဒါကြောင့်ချက်ချင်းအလုပ်လုပ်ဖို့မလိုက်တာပဲမေးပါဦးဗျာဘယ်လိုသဘောကြောင့်ဥတာဝါတစုတမျိုးလုံးအပေါ်မှာဒီလောက်တောင်အမျိုးကြီးနေရတာလဲဗျာဒီကိစ္စကဘင်္ဂလားပြည်ဟုံးမြူရဖို့လောက်မကဘူးထင်တယ်ဂျာမနီဆိုရတဲ့တစုလုပ်ပေးကြတဲ့ခိုင်းကြီးနဲ့တူတယ် သူတို့အိန္ဒိယပြည်ကလွတ်လပ်ရေးကြိုးပမ်းမှုမှာမြန်မာပြည်ထက် no ကျွားချအားရဗျဆရာတော်ဦးဥဒမအိန္ဒိယပြည်ကကြွာလာမှာကိုမြန်မာပြည်အစိုးရကဒါကြောင့်တိတ်လန့်တာပေါ့ဗျာအိန္ဒိယပြည်ကနိုင်ငံရေးသမားတွေကလွတ်လပ်ရေးအတွက်ဂျပန်နဲ့ပူးပေါင်းသူပေါင်းဂျာမန်နဲ့ပေါင်းသူပေါင်းတိတ်ချေရှုပ်နေကြတယ်ဒီလိုကြီးကြီးကျယ်ကျယ်နဲ့ပေါင်းပြီးကြံစည်ချခြင်းဖြစ်လေတော့သူတို့မှာပင်နဲ့ခီးသွားနိုင်တဲ့ရော့လို့ခေါ်တဲ့ရွက်တင်မော့တွေဘာတွေရဖို့မခင်းရင်ဘူးပေါ့ဗျာ လက္ခဏာကတော့ဥသာဝရဲ့လက်ထဲမှာဂျာမန်အစိုးရနဲ့ပူးပေါင်းပြီးအလုပ်လုပ်တဲ့အိန္ဒိယတိုင်းရင်းတရှိုခိုင်းကြီးရဲ့နာမည်ဆိုင်ရင်ရှိဟန်တူတယ်ဒီလူကမြန်မာပြည်ရောက်လာလေတော့သူ့ကိုစိတ်မချနိုင်တော့ဘူးဆိုရင်လည်းဟုတ်တာပဲဒီခိုင်းကြီးနဲ့သူနဲ့တခုခုဖြစ်လာကြတယ်ဆိုရင်လည်းဟုတ်တာပဲဒီခိုင်းကြီးနဲ့သူနဲ့တခုခုဖြစ်လာကြတယ်ဆိုရင်လည်းဖြစ်နိုင်တာပဲဒီခိုင်းနဲ့ပတ်သက်တဲ့မတ်တမ်းမဆူတွေဟာဥသာဝရဲ့လက်ထဲမှာရှိတဲ့တမန်ကာလပတ်လုံး ဂိုင်းသားတွေဟာဗိတိရှအစိုးရရဲ့ရဇဝိပြစ်ဒဏ်တင့်မှာကိုအမြဲစိုးရင်ပူပန်နေကြရတယ်။ဒါကြောင့်မို့လို့သူ့စီမှာရှိနေတဲ့မတန်မတ်စုတွေကိုပြန်ရဖို့စူးစမ်းကြခြင်းပြင်ထူတယ်။ဟုတ်လောက်ပါရဲ့။ဓာပြင်းပြဥတာဝါကဘယ်နဲ့ကြောင့်အသာတကြီးမပေးလိုက်ပဲနဲ့မိရှုပြစ်ချင်ရတာလဲဗျ။ကျုပ်တို့မြန်မာလူမျိုးကစမ်းတယ်ဗျ။ကိုတဲ့မောင်ရမခံချင်တတ်တဲ့စိတ်မျိုးလည်းရှိတယ်။မခံချင်တဲ့တိတ်မှာဖြစ်ချင်ရဖြစ်လှုပ်ချင်ရလှုပ်မယ်ဆိုပြီး အရွက်တိုက်တက်တဲ့သဘောအမျိုးလည်းရှိတယ်။ကျုပ်ထင်ကတော့ဥတာဝဟာဒကိုင်းလုံးပေါ်မှာအကြီးအကျယ်မကျေနပ်တဲ့အချက်ရှိဟန်တူတယ်။ဒါကြောင့်မို့ဘင်းရန်ကင်းအောင်ပြန်ပေးတဲ့နီးမလိုက်ပဲကက်တီကက်တက်လောက်ခံတူတယ်။ဒါဖြင့် SSS ဆိုတာဒီဂိုင်းကြီးအမိပေါ်နေဦးကျုပ်ဖတ်ပြမယ်။ဥဆန်ရှားသည်ကျွန်တော်ပေးထားသောစာအုပ်ကိုဖွင့်ရင်းအင်္ဂလိပ်လိုရေးထားသော စာများကိုဖတ်ပြရာအတိပ္ပယ်မှာအောက်ပါအတိုင်းဖြစ်လေသည် Scarlett Society ကျက်သွေးအောင်ရှက်အင်ကြီးအတင်းကြီးဟူဒီမှာ1859ခုနှစ်၌ဗြိတိရှားအစိုးရအားတော်လန်ပုံကန်သည့်အိန္ဒိယစစ်တပုံများ၏အနွယ်အဆက်များတည်ထောင်သည်အထက်ပါစစ်တပုံထမှုကြီးကိုဗြိတိရှားအစိုးရကနိုင်နေ၍ကောင်းဆောင်များအားအမြတ်ဝတ်သို့တွပ်ပြီး ဖြစ်ခွဲခြင်းအပြင်အလောင်းရှာမရအောင်ဆုံးမသောဤအတွက်ကြောင့်အနွယ်အဆက်များကစိတ်နာကြီးနိုင်ဖွဲ့စည်းသောခိုင်းကြီးဖြစ်သည်။ခိုင်းသားများသည့်သွေးရောင်ရှိမြင့်ရှက်အင်ကြီးကိုအစည်းအဝေးများ၌ဝှချင်းအပြင်ဗြိတိရှားပေါ်တွင် သွေးဖြင့်လက်စားချေသောဟူသောစန္ဒကိုဖော်ပြခြင်းဖြစ်သည်။တို့တို့ဒီဗြိတိရှအစိုးရဆုံးရှုံးနှစ်နာစီမိအလုပ်ဟုသမ ्या ကိုအသက်ဆုံးရင်ဆောင်ရွက်ရန်တိတ်စာပြုကြ၍သူတို့အစိုးရနှင့်မတင့်မြတ်သောအစိုးရ အစိုးရဟုသမျှနှင့်အဆက်အသွယ်လုပ်ကြသည်။ဂျာမန်လူမျိုးအနေတွင်ဗြိတိရှ်ကိုလိုလားသူများလည်းရှိ၍မလိုလားသူများလည်းရှိရာမလိုလားသောအစိပိုင်းသည်ဤကိုင်းချင်းနှင့်ရင်းနှီးသောမိတ်ဆွေဖြစ်လာကြသည်။ဘင်္ဂလားနှင့်၌ဗြိတိရှ်အစိုးရမနေရအောင်၆လွန့်မီဆိုသည့် အကျန်းဖက်အလုတ်ဟုသမျှတွင်ဤကိုင်းသားများကရှေ့ဆောင်ကြသည်ဤကိုင်းချင်းတွင်စစ်ဘက်ပလိတ်ဖက်မှအရာရှိကြီးအမြောက်များပါဝင်သည်ဟုဗြိတိရှအစိုးရရိမ့်မိတော်လဲရင်းတို့ကိုပေါ်ပေါအောင်စစ်ထုတ်ရန်မှာရင်းအစိုးရဘုအကြီးဆုံးသောအခက်အခဲကြီးဖြစ်နေအခခတ်သိမ့်တည်နေ၏ဤကိုင်းချင်းတွင်အချို့သောဘာအရာစာစော်ပွားများပါဝင်သည့်အပြင်အချို့သောနိုင်ငံခြားအစိုးရများ၏ငွေကြေးထောက်ပံ့နေရလဲရရှိသည်ဖြစ်သောကြောင့် လက်ဘူးလက်ကျန်ဖမ်းမိတော့တရားခံမျိုးမတပါအစိုးရကဘာမှမကြံနိုင်ချေမတင်ကမှုနှင့်ဖမ်းဆီးလေသည်များတွင်အကောင်းဆုံးသောဝိလုံများငားရမ်းလျှောက်လဲစီခြင်းအပြင်လွတ်မြောက်သည်သာများလေသည် အလုံလုံရာ၌အလွန်ဆစ်ဆက်၍မိတိကိစ္စမဆိုအောင်မြောင်ဆွမ်းဆောင်နေသောကြောင့်ဖိတ်ဖိတ်တုံများကြောက်ကြရသည်တခါတည်းရန်အပြည့်ရပြီးတော့တရားခံကိုပင်အကျန်းနေနေလူယူခြင်းအနုနေနေလက်ထိုးခြင်းပြလွတ်အောင်ကြိုးပမ်းကြသည် တစ္ဆာဖောက်သူများအားဩစာစီ၃စီပို့၍တတိပေးလေရှိသည်ဆိုရာတတိပေးခံရသူများသည်ပလိတ်တာမကစစ်တပ်အကာအကွယ်ယူတော်လဲနောက်ဆုံးတွင်တည်ဆုံးရသည်ဟုနာမည်ကြီးလျက်ရှိသည်ထွန်းနာဦးဆန်ရှာကဂိုင်းဒီလိုဆိုတော့ဥတာဝလက်ထဲမှာရှိတဲ့စင်ရင်ထက်မှာထိတ်တန့်ပုပ်ကိုကြီးတွေရဲ့နာမည်တွေပါနေပြီးမတော်တဆအစိုးရလက်ထက်ရောက်သွားလို့ရှိရင်ဒုက္ခရောက်ကုန်ချမှာဖြစ်လေတော့ မတန်းမဆူတွေကို ပြန်ရအောင်ကြိုးစားရဲဆိုတာတမက်တာပြီးပဲပေါ့ဗျာဟုတ်လိမ့်မယ်ဗျကျွန်တော်တို့ဖတ်လိုက်ရတဲ့စာရွက်စုပ်ထဲမှာတော့ဘသူစီကိုဘယ်နေ့ကတတိပေးစာပို့တယ်ဘယ်နေ့ကတုတ်တင်လိုက်တာကိုတွေ့လိုက်ရသေးတာပဲကိုဆန်းရှာဟုတ်တယ်ကိုသိမ့်မောင်အခုနောက်ဆုံးမောင်ကန်ကောင်းလက်ထဲတတိပေးစာရောက်လာရမှာကျုပ်တို့တာဝန်ကသူတို့ခိုင်းတဲ့အတိုင်းမြ мян ကြီးဆောင်ရွက်ပြီးချေရောက်ဖို့ဆိုတာကနောက်ခါလာနောက်စီသဘောထားကြမှာပဲ။ မောင်ကန်ကောင်းကိစ္စကိုချုပ်လို့ဆောင်ရွက်ပြီးတဲ့နောက်ဒီကိန်းကြီးတဲကတချို့တလေမိအောင်ဖမ်းနိုင်လို့ရှိရင်တော့ဒါဆိုခမည်းနာမည်ကြည့်ပြီး OBE ဘွက်တွေပါတယ်များရနေအောင်မလားဗျာဘေးသေးပါကိုသိမ်းမောင်ရဲ့ဘိုးယူစရာရှိတော့ပလိတ်မင်းကြီးလိုဘာလို့ကယူသွားပြီးနာမည်ကောင်းလက်မှတ်ကလေးများပြီးရင်တော်လာပြီးကျုပ်ကလူချင်းလို့ပြောတာမဟုတ်ပါဘူးအဖြစ်ပြောတာပါတိုင်းပြည်ကအသိအမှတ်ပြုတယ်ဆိုတာချုပ်အဖို့စာပွဲရလာတဲ့ဂျင်းနဲ့ပါသေးတယ်ဗျာ ကိုင်းကိုင်းဤလဲနေပြီးတော့ကြအောင်ဆိုလောကမှာလူဆိုးလူရှုပ်တွေအကြောင်းစဉ်းစားရတာစိတ်ညှင့်နွမ်းလာတယ်တယောလဲလိုက်စမ်းဗျာစိတ်ကလေးတန့်ရှင်းသွားအောင်ပတ်ပြိုးတဘောလောက်နဲ့စီချောပြလိုက်ပါအောင်မယ်ကျွန်တော်မှာဥဆန်ရှာဤကျောအထံကိုအိယာထက်မှနားထောင်ရင်းမျက်လုံးများမေးလာပြီးအိပ်ပျော်ခြင်းတို့ရောက်ပါတော့သည်ဥဆန်ရှားသည့်ဘဲချင်းမှာအိယာဝင်သည်မသိတော့လဲနောက်တစ်နေ့နဲ့ကျွန်တော်အိယာမှာထလာတော့အခါစပဲတွင် ကော်ဖီတောက်လျက်ရှိနေလေသည် ဦးစံရှားကကျုပ်ဖို့အလုရှုံမဲ့နေပဲပြောကိုသိမ်းမောင်ဒါကြောင့်စောစောထားပြီးအပြင်သွားဖို့ပြင်နေရတယ်အင်းစိန်သွားဖို့လားကိုစံရှားမြို့ထဲမှာရှင်ဦးစွာစုံစမ်းပြီးမှအင်းစိန်သွားလိမ့်မယ်ထင်တယ်ကျွန်တော်လိုက်ဖို့လိုသေးသလားအဲမြို့တွေကအလုဖို့တော့မလိုပါဘူးအင်းစိန်တော့လိုက်တာပေါ့ဒါဖြင့်ကျွန်တော်ဖို့အရင်မလိုဘူးပေါ့နော်ကျွန်တော်ဒီအလင်မလိုတိအတူတူပေါင်ပုံတစ်ချက်ကိုမိခင်ခံရွေး တရင်စာဖတ်ရင်စောင့်မည်ဟုရန်ကုန်ကိစ္စတရင်စာကိုလန်လိုက်ရာဆက်ရက်တရင်ဟူသောစက်လုံးများသည်ကျွန်တော်ဤမျက်စီကိုစောင့်၍ထိုးလိုက်တကလို့ကွင်းခနဲမြင်လိုက်ရသည်ဟောလက်ဦးသွားပြီးဥဆန်ရှား၏ကျုပ်လည်းစိုးရင်မိသားပဲဗျကိုသိမ်းမောင်ရဘလို့လောက်လိုက်တဲ့တဲ့ဗျာဥဆန်ရှားကစိတ်ထိခိုက်ဟန် တူတော်လဲကတုံကရင်မရှိငြိမ်သက်တော်အမှုရာရှိသည် ကျွန်တော်ဒီဖျားလန်းဘူတာမြည့်ထားကြိတ်မှုဟူသောစခေါင်းစဉ်ကို ရှေးဥစွာမြင်လိုက်ရ၍နာမည်ကိုလမ်းကြည့်လိုက်ရာမောင်ကံကောင်းဟူသောအမိကိုမြင်လိုက်ရသည်နှင့်ဥဆန်ရှာအားလက်ချက်ဥသွားပြီဟုပြောလိုက်ခြင်းဖြစ်၏အင်္ဂလိပ်သတင်းစာတွင် ပါသောအကြောင်းချင်းရကိုဥဆန်ရှာအားဖတ်ပြရာအတိတ်ဘက်မှအောက်ပါအတိုင်းဖြစ်လေသည် ရှန်ကုန်ဘူတာကြီးမှည7နာရီ10မိနစ်တွင်ထွက်သောအင်းစိန်လောကရထားသည်ဖျားလန်းဘူတာသို့ရောက်လာသောအခါလူတယောက်သည်ဆက်ကောင်းသို့လာ၍တတရတန်းတရွဲမှခီးတဲ့တယောက်အားနွားနှုတ်တဲ့ကလားအချို့ကမီးထားပေါ်မှာတွန်းချသည်ကိုမိမိမြင်လိုက်ရသည်ဟုပြောကြောင်းဒရိုက်ဘာဒီမြေးထားကိုနောက်ဆုတ်၍စူးလေဖျားတရားကြီးတို့ရောက်တော့အခါတန်လန်းပေါ်တွင်မြေးထားချက်၍ဥကောင်းပြက်နေသော အလောင်းတလောင်းကိုတွေ့ရကြ။အလောင်းတွင်ချားသောအမတ်သား မပါတော့လဲစာရိုက်တလုံးကိုအင်ဂျီအိတ်ထဲနိုင်တွေ့ရရေမောင်ကန်ကောင် ကိုစီဗီယာအင်းစိန်မျိုးဟုလိပ်စာတတ်ထားသည်ကိုတွေ့ရကြောင်းအလောင်းကိုစေယုံတို့ပို့၍ညာရင်းကြီးစုံစမ်းရာတွင်ကိုစီဗီလာမှမောင်ကန်ကောင်ပင်ဖြစ်သည်ဟုသိရကြောင်းတည်င်းပြီးတော်သူက နွားနုတဲ့ကလားများတွန်းချခြင်းကိုမြင်လိုက်ရသည်ဆိုတော့လေတွဲတိုင်းတွင်နွားနုတဲ့ကလားတွေအပြစ်ပါလာသောကြောင့်မိသည့်တွဲမှမိသည့်နွားနုတဲ့ကလားဖြစ်သည်ဟုမပြောနိုင်ပဲရှိကြောင်း အမှုကိုဌာနကလက်ခံစုံစမ်းလျက်ရှိကြောင်းရှင်းတာထားသည်ဥဆန်ရှားသည့်ညိုးငယ်သောမျက်နှာထားနှင့်နားထောင်နေရာမှတရင်အဆုံးတွင်ဖီယာလေးကိုသိမ်းမောင်ရဲ့နာချီးလိုက်လေဗျာကျုပ်ကိုအာကိုပြီးတော့လာရှာပါလျက်နဲ့တေမဲ့လန်းကိုကျုပ်ကပြန်ပို့ပေးလိုက်တယ်လို့ဖြစ်ရတာများနာကြီးလိုက်တာဗျာ ဥဆန်ရှားမှာစိတ်ခိုင်သူတရားဖြစ်တော်လဲဤတစ်ချိန်တွင်မျက်ရည်အပြည့်ဝိုင်းလျက်ရှိသောမျက်လုံးများကိုကျွန်တော်မြင်လိုက်ရပူလေသည်ဥဆန်ရှားသည်စိတ်ထဲ၌မယုံမယွာဖြစ်သည့်လက္ခဏာနှင့်ကလထိုင်ပေါ်တွင်တည်ငြိမ်စွာမထိုင်နိုင်ဘဲအခန်းထဲ၌ထထိုမဤမခောက်တိုးခောက်ပြန်ဇင်းချံရှောင်းနေရမှဂိုင်းကိုသိမ့်မှာဒီကောင်တွေဒီမှာရှိသေးတယ်ဆိုရင်ကြုတ်ကိုယ်တိုင်ဆယ်ပြန်တေးရချီတေးရပါစေအယိုးကြကြီးအရေခန်းခန်းဆိုတဲ့တန်လိုက်ထံမျိုးချပြီး သူတို့ကိုမမိမချင်းကျုပ်လိုက်တော့မေဗျာနွားနုတယ်ရီဆိုတာသူတို့ဖြစ်မှာပေါ့နော်ကိုစံရှာဟုတ်တာပေါ့ဗျာဥစံရှာသည်အပြင်ထွက်ဖို့အဝေ့လဲလဲလဲရှိစဉ်ပလေကူညီရုံးမလားဥစံရှာနေဦးဗျာမဖြစ်သေးဘူးကျုပ်ဟာကျုပ်တေးကြအောင်ချီရောက်ပြီးမှပလေနဲ့ဘူးပေါင်းမှဖြစ်မယ်ကျွန်တော်မလိုက်ရဘူးလားခူးချက်ခြင်းတော့ခင်ဗျားလိုက်ဖို့မလိုသေးဘူးနေရအောင်ဗျာ ကျွန်တော်မှာအခြားကိစ္စများရှိသည်နှင့်မြို့ထဲသို့ထွက်သွားရာညနေဆောင်တွင်အိမ်သို့ပြန်လာသောအခါဥဆန်ရှာမရောက်သေးချေထိုညာ၈နာရီထိုးပြီးမှဥဆန်ရှာသည်ဩဇာသည်တလုံးကင်လျက်တိုက်ပေါ်သို့တက်လာလေသည်ဥဆန်ရှာကဒီကနေ့လောက်အလုံးရှုပ်တဲ့နေ့တော့ကျုပ်ဖို့ခက်ရှားရှားပဲပြောတနေ့လုံးဟိုလိုက်ဒီလိုက်နဲ့လက်ဖက်ရည်တော်တောက်ဖို့အချိန်မရဘူးထမင်းဆိုတော့ဝေးရောထို့သို့ပြောရင်ဩဇာသည်ကိုဖယ်စား၍အစ်စ်များကိုစပွဲပေါ်တွင်တင်ထားလေသည်ဘယ်နဲ့လဲ နေရကြခဲ့ရလားကိုဆန်ရှာသူတို့နီးနဲ့သူတို့ပြန်တုံပြီးမိเสียရပြီမဲ့ပေါ့ဗျာထို့တို့ပြောရင်ဦးဆန်ရှာသည်ဩစာစီ၃စီကိုအဲ့တလုံးတင်ထည့်ရစာတစောင်ပေါ်၌အင်္ဂလိပ်ဘာသာဖြင့်ဆန်ရှာမှာ Chandra Ghost တို့ရေးပြီးလျင် စာရွက်ကိုစာအိတ်ထဲသို့ထည့်လိသည် စာအိတ်ပေါ်၌ Master Chandra Ghost မာလိမ်မူရာမာယာနာရွက်တင်ပေါ် ိုလံဘူမျိုးတီဟိုချွန်းဟူရေးသား၍စာအိတ်ကိုပိတ်၍ခြေတစိတ်နှိမ့်လေသည်ကိုလံဘူမှာတင်းမောဆိုင်လို့ချုပ်စာကိုတူရတဲ့အခါကျတော့မောင်ကန်ကောင်းတို့သားအဖတစုတုံလှုပ်ချောက်ချားရတယ်လို့ခမားလူ တုံလှုပ်စီရမယ်ပေါ့ဗျာချန္ဒရာဂုဆိုတာဘာတူလဲဗျကိုဆန်ရှာဒီဂိုင်းကြီးမှာခေါင်းဆောင်တယောက်ပေါ့ကိုသိမ်းမောင်ရဟင်ခမားဘယ်နဲ့လှုပ်ပြီးချင်ရခံမိတယ်လဲ ဦးဆန်ရှားသည်စာရွက်တရက်ကိုအိတ်ထဲမှထုတ်၍စပွဲပေါ်တွင်ဖြန့်ခင်းလိုက်ရာနာမည်နှင့်ရက်ဆွဲအမြောက်အများမှတ်သားထားသည်ကိုတွေ့ရသည်ဒီခေတ်မှာရွက်တင်မော်တတော်ရှားသွားပြီဗျကိုသိမ်းမောင်ရမတော်ကားတွေထဲမှာတောက်ကက်တစည်းညက်ပါလာတာလို့တတော်ထင်ရှားတယ်တခုနေရာကြတာကတင်မောကုမ္ပဏီကြီးတွေကဟာပင်လယ်စိတ်ကမ်းတွေမှာစိုက်ကပ်ပူးတဲ့တင်မောတွေရဲ့အမည်နဲ့နှိမ့်ဆွဲနှိမ့်ဆွဲကိုစည်ရတစ်ခုလုပ်ပြီးမှတ်သားထားတဲ့အလေးထားရှိတယ် ကျောက်ကလွန်ခဲ့တဲ့၄-၅နှစ်အတွင်းမှာဖုန်ပိုင်မျိုးစိုက်တဲ့ရွက်တင်မော့စင်းကိုတောင်းကြည့်တော့ယာမာယာနာဆိုတဲ့တင်မော့အမည်ကိုအထူးတတိပြုမိတယ်။ဘာကြောင့်လဲဆိုတော့ဒီနာမည်ကအိန္ဒိယနာမည်ကိုဗျ။ယာမာယာနာတို့မတာဘရန်တန်တို့ဆိုတာအိန္ဒိယတိုင်းသားတွေအလွန်ကြိုက်တတ်တဲ့နာမည်တွေဗျ။ဒီနောက်တခါကလကတာမြို့မှာလွန်ခဲ့တဲ့နှစ်ကစိုက်ကပ်ပူတဲ့ရွက်တင်မော့ရဲ့စင်းကိုကြည့်ပြန်တော့ယာမာယာနာဆိုတဲ့နာမည်ကိုတွေ့ရပြန်တယ်။ဒီတော့ကျုပ်ကိုတော်တော်သိချလာပြီ။ ပြီးတော့ရန်ကုန်စိတ်ကမ်းမှာစိုက်တဲ့သမောရီစင်းကိုကြည့်ရပြန်တော့လဲရာမာယာနာဆိုရက်ရွှေတင်ပေါ်ခလေးနာမည်ကိုတွေ့ရပြန်တယ်ဒီလိုဆိုတော့အလုံးသေးချာလာပေါ့ဗျာဒါနဲ့အဲ့ဒီရာမာယာနာသမောအချောင်းကိုမြည်ကြည့်တော့လွန်ခဲ့တဲ့ရဲတပ်တစ်ပတ်လောက်ကရှောက်လာပြီးဒီကနေ့မွန်းတက်လောက်ကထွက်သွားတယ်ဗျာသွားမဲ့ခီးကတော့ကိုလံပိုးတယ်ဗျာဒါဆိုရင်ချန်ဒရာဂိုးချ်မန်ဘယ်နဲ့ကြောင့်ခမရအသိတယ်လဲဗျာ ရာမာယာနာရွက်တင်ပေါ်ကလေးပေါ်မှာမှုထန်းတဲ့တင်ပေါ်သားနဲ့အရာရှိစင်းကိုကြည့်လိုက်တော့ဘင်္ဂလားနေသားဆိုလိုအရာရှိတဲ့ကချန္ဒရာကိုရှေလက်စကာအမှုထန်းတဲ့က၃လျောက်ရေတွေ့ရတယ်ဗျဒီကိုင်းသားဆိုရင်ဘင်္ဂလားနေကကြီးပဲတခြားနေကမပါကြဘူးဒါကြောင့်ရာမာယာနာရွက်တင်ကိတာလေးပေါ်မှာဒီကိုင်းသားပါတယ်ဆိုရင်ဘင်္ဂလားနေသားဖြစ်ရမှာပဲလို့သူကတက်အပ်သိရတယ်ပြီးတော့လေမာလိမ်မူချန္ဒရာကိုစ်နဲ့ ဘင်္ဂလားနယ်သားတင်မောတာသုံးယောက်တို့ဟာမနေ့ညတုန်းကတညလုံးမြို့ထဲရှောက်လည်နေကြပြီးနက်နက်နေမြင့်ကြီးချမှာပြန်လာကြလို့ကပတိန်ကတော်တော်ကြိမ်းသိတယ်ရှားတယ်ခမားစီစဉ်ကဘယ်လိုလဲကျုပ်စီစဉ်တိုင်းဆိုရင်ကိုလံဘူးမြို့မှာ ရာမာယာနာတင်မောဆိုင်လို့ချန်ဒရာဂို့စ်လက်ထဲကိုကျုပ်စာလဲရောက်ရောအမ်ဒီဟိုပလိတ်ကလည်း ghost နဲ့တင်မောတာသုံးယောက်ကိုလူတက်မှုနဲ့စင်ဖန်ရောဗျကျုပ်ကဒီဟိုပလိတ်ကိုအကြောင်းကြားထားဖို့ပလိတ်မင်းကြီးနဲ့တွေ့ပြီး ိုးဗျလူတို့ကြိုတင်စီစဉ်မှုများသည်မိများလောက်ချုံမောပြပြလာသည်ဆိုစေကမူစီစဉ်သည့်အတိုင်းဖြစ်သည်လည်းရှိ၏မဖြစ်သည်များလည်းရှိတတ်သည်ကျွန်တော်တို့သည်ဒီဟုချုံမလာမိတရင်ကို နားတဆင်ဆွေးနေစောင့်မျှော်နေကြရာ နောက်ဆုံးတွင်ယာမာယာနာတင်မောအကြောင်းကိုဒီဟုချုံမတရင်မရပဲဘင်္ဂလားအော်မှထွက်ပေါ်လာတော်သည်အကြောင်းမူကားဘင်္ဂလားအော်ဒဝိုက်တွင်ထိုစဉ်ကတောင်းချမ်းလျက်ရှိသော အန်ဒန်ခေါ်ဂျာမန်သင်္ဘောသည်ယာမာယာနာရွှတ်သင်္ဘောအားမိမိတို့ဂျာမန်တရှုသင်္ဘောဖြစ်ခြင်းကိုမယိတ်မိသည့်လက္ခဏာနှင့်တနေ့တည်းသင်္ဘော၃စီးနှစ်မြုပ်လိုက်သည့်အထဲတွင်ယာမာယာနာရွှတ်သင်္ဘောလည်းတစည်းအပါဝင်ဖြစ်ပေသောကြောင့်ဖြစ်လေသည်ဆနာဦးရှန်ဆရာရှုတော်ရေးသားထားတဲ့ဩဇာစီ၃စီးဆိုတဲ့ဇာတိမိုင်းကိုဖတ်ပြလို့ပြပါပြီခင်ဗျာ ဆက်လက်ပြီး Facebook ပေါ်ကစာတုပ်လေးတွေကိုဖျက်ပြချင်ပါတယ်။နားဆင်ပေးပါခင်ဗျာ။ဘသူကိုချစ်ခဲ့တယ်ဆိုတာအရေးမကြီးဘူး။အဆုံးမှာဘသူကကျွန်တော်တို့နဲ့အတူတူဂျန်နေခံမလဲဆိုတာကပဲရေးကြည့်တယ်။လူတိုင်းပြောင်းလဲတတ်တယ်။တကယ်ချင်းရင်သူဟာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အနာရအောင်နေမှာပါပဲလေ။ နောက်တစ်ပုဒ်ကတော့မေတ္တာဆိုတာရောင်ပြန်ဟက်တယ်ဆိုပေမဲ့ကိုယ်ပေတိုင်းပြန်ရမယ်ဆိုတဲ့သဘောမဟုတ်တာတော့သိကြရတယ်နော်ဥပမာမင်းကလူတစ်ယောက်ကိုချစ်လို့မင်းရဲ့မေတ္တာတွေအကျုံးအကျံမရှိ စုပုံပေးလိုက်ပေမဲ့သူကမင်းပေးတဲ့တပုံစံအတိုင်းပေးချင်မှပေးမှလေကြားဘူးတယ်မလားချစ်ချင်းမေတ္တာတရားတွေတပိုးတပိုးတနေနဲ့ကိုချရတဲ့သူစီသွားတယ်ဒါပေမဲ့သူစီကကြဥပိ္ပခါတွေတပုံတတိကြီးနဲ့ပြန်လာရတယ်အဲ့လိုမျိုးပေါ့ အထူးကကတော့လာရမတူတဲ့တက်ရောက်မှုတွေရှိနိုင်တယ်။ကိုယ့်ဘက်ကဘလောက်ပေးဆက်ပေးဆက်ထတ်တူကြတဲ့မျိုးလင်းချေမျိုးတွေသွားပြီးမျိုးလင်းလို့မရ။ကိုဟာသူ့ကိုငေးနေပြီမဲ့သူဟာကိုယ်ကိုငေးချင်ပါငေးပါ။သူ့မှာသူချရတဲ့သူရှိချင်ရှိနေမှာ။တခုတော့ရှိတယ်။စစ်မှန်တဲ့မေတ္တာဆွမ်းအားတော့တကယ်ရှိပါတယ်။အဲဒီမေတ္တာဟာမျိုးလင်းချင်နဲ့ပြရတာမျိုးမဟုတ်ပါဘူး။ပြန်ရယူလို့တဲ့စိတ်မပါဘူး။အတ္တစိတ်တွေမရှိအောင်။ သူ့ဘက်မှာပြောနေစီဖို့ပဲ သူအဆအဆအရရအဆင်ပြေဖို့သူ့ရဲ့အလုံးမှာအဆင်ပြေစေဖို့သူ့အမြဲတမ်းပျော်ရွှင်ချမ်းမြေနေစေဖို့အဲ့လိုမျိုးနှင်းချက်မထားပဲပို့ရတဲ့မြစ်တာအဲ့ဒီမြစ်တာရဲ့တကူကတော့စစ်မှန်စစ်မှန်တလားမင်းစီကိုပြန်ရောက်လာတတ်ပါတယ်အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေ။ အလုံးမဲ့ပေးရန်ပေါင်ကင်းဆင်ပြီးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာ။